င်ကြည့်ပါနော်ဘာကွာလဲဆိုရှင်းကြည့်ပါကျွန်တော်တို့ဒီအယောင်တွေအတက်ခံအယောင်တွေကာလာတွေဓာတ်တွေကိုသိသိချာသိရမယ်အဲ့ဒါတွေကိုသိမှပဲကျွန်တော်တို့ကဒီ body ကြောက်အသားကြောက်တွေကိုလုံးမယ်ဆိုရင်တန်မိုးကိုသိသိချာချမေးဆွေတို့ကဝေဖန်ပန်းချနိုင်မှာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ချက်လာမယ်ဒီကြောက်ဒီကြောက်ဒီအပွင့်လေးဆိုရင်လေဒီအပွင့်ဆိုရင်လေတခြားကြည့်ပါဒီကောင်လေးလဲကာလာပါတယ် ော်ကာလာဝင်နေတဲ့အကြောင်းမျိုးသူကနည်းနည်းလေးအကြောင်းပြောင်းနေရနော်မိတ်ဆွေများအကြောင်းတခြားလေးကြည့်ပါဒီထဲမှာဆိုရင်ဒီဘက်က၄ပွင့်ပြီးရင်ဒီဘက်က၄ပွင့်လေးပြီးပြီဆိုရင်အဲ့ဒီ၄ပွင့်ပြီးပြီဆိုတာနဲ့ဒီဘက်ကဘေးကပြထားတဲ့ဒီလေအဲ့ဒါပြီးကောင်းပါတော့နော်တခြားလေးကြည့်ကြည့်ပါနော်ဒါအသားကြောက်တီမှာဒီကာလာအကြောင်းအသက်ခံအကြောင်းတွေကိုမိတ်ဆွေတို့ကသေးသေးရှားရှားခွဲထဲမှာရမှာပါနော်ဟုတ်ပြီနောက်တစ်ချက်ကကျတော့လာပြီနောက်တစ်ခွင့် ဒီမှာနောက်တစ်ဝင်းဒီနောက်တစ်ဝင်းကိုလျှောက်ကြည့်ပါကာလာလေးပါတယ်နော်ဒီကောင်လေးလည်းအဲ့ကျတော့ဒီကောင်လေးလည်းအောက်ထဲမှာပဲကျွန်တော်ထည့်လိုက်မယ်ဒီကြောင်လေးတွေကိုယ့်ကိုတီတီရှာလေးမေးစုရှင်းကြည့်နေနော်ကျွန်တော်ကဒါတီရှာရှင်းကြည့်လို့ရအောင်ကိုအဲ့ဒီလိုမျိုးချပြပေးထားတာပါနော်ဟုတ်ပြီနောက်တစ်ချက်ဒီတပွင့်လာပြီအဲ့ကျတော့ဒီအပွင့်ဒီလည်းဒါအသားကြောက်ဒီကောင်ကြောက်ကာလာမဟုတ်တော့နော်ဒီကောင်ကြောက်ကာလာကာလာကြောက်ကာလာဝင်သွားတယ်လို့ပြောလို့မရဘူးဒီကောင်ကကျတော့ကျွန်တော်တို့ကြောက်ကအသားကြောက်ပဲနော်ပြောမယ်ဆိုရင်ကြောက်က အသက်ဆန်းကြောက်ပဲအသက်ဆန်းဝင်မှအတွင်းထဲမှာ तू ကကျတော့ဟိုပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒါအဖြူဝင်သွားတယ်လို့ပြောလိုက်မယ်တော့ဒါမိတ်ဆွေတို့နားလေအောင်အခိုးငွေတွေဝင်သွားတယ်ပေါ့နော်အမုံဝင်သွားတယ်ပေါ့နော်မုံသွားတယ်ပေါ့နော်အမုံတက်တယ်မုံသွားတယ်လို့ကျွန်တော်ပြောလိုက်မယ်နော်ဒါမိတ်ဆွေတို့နားလေအောင်ကျွန်တော်ပြောပြတော့ပြီးရင်ကျွန်တော်ကအသေးစိတ်ကိုတည်တည်ရှာပြန်ရှင်းပြပြီးမယ်ဒီမှာတခြားကြည့်ကြနော်လုံးဝဟိုဘက်ကိုပောက်ပြီးတော့ရှင်းနေမျိုးမဟုတ်ဘူးနည်းနည်းလေးမုံတယ်လို့ပြောလို့ရတယ်နော်အမုံတက်လေးပါတယ်ဟုတ်ပြီအဲ့လေးကိုကျွန်တော်ဒီပုံမှာတင်ထားပြီးမယ် ီကြောင်လေးပါနော်ဒီကြောင်လေးဆိုရင်လည်းကျွန်တော်အောက်ကိုယူချပြပေးမယ်အဲ့ဒီကြောင်လေးမှာမိတ်ဆွေတို့အမဲလေးမြင်ရတာမသိဘူးနော်အဲ့ဒီကြောင်လေးမှာဒီအမဲအမဲလေးမြင်ရလားဒီအမဲအမဲရောင်လေးပါရင်နော်အဲ့ဒီအမဲရောင်လေးဒီဒီကြောင်ကဒါငရှိတ်ဝင်နေတာပဲနော်ဒီကြောင်လေးကငရှိတ်ငရှိတ်ကင်မရာထဲမှာတိတ်မကြည့်စောကြည့်ပြန်နော်ကျွန်တော်နိုင်ရလည်းနည်းနည်းမကောင်းဖြစ်နေပြင်ဦးလည်းမှာမြင်လည်းပြက် wifi ရလည်း နိုင်မကောင်းဖြစ်နေလို့ပေါ့နော်အဲ့တော့ဒီမှာအမဲလေးဝင်တာမိတ်ဆွေမြင်ရတာတရားတော့မြင်ရရင်ကျေးဇူးပြုပြီးကျွန်တော် comment လေးမှာပြပါဒီ back ကြောင့်လေးမှာဒီငရှိတ်အမဲလေးမြင်ရတာညိုညိုလေးမြင်ရရင်ကျေးဇူးပြုပြီးကျွန်တော်မြင်ရဆိုပြီး comment လေးတရားတော့မှတ်ပေးပါဦးနော်အဲ့ဒါမှကျွန်တော်လည်းပြောရတာဆက်ပြီးအဆင်ပြေမှာပါနော်ကျွန်တော်ကဘာကြောင့်လဲဆိုကျွန်တော်ရှင်းပြတဲ့အရာတွေကိုမိတ်ဆွေတို့ကိုတည်တည်ချာချာနားလည်သိခြင်းနဲ့တည်တည်ချာချာသိသိခြင်းနဲ့တခါလည်းသိသိခြင်းနဲ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ကအခုလိုမျိုးတည်တည်ချာလေးရှင်းပြပေးနေရပါ ော်လေးတော့ကလည်းနောက်တစ်ခုကျော်ဒီပြပေးလေးပါတော့ထပ်ပြီးမယ်အဲ့ဒီကြောင်လေးမှာရောဒီမှာနော်နည်းနည်းညိုညိုလေးမိတ်ဆွေမြင်ရလားမသိနော်မိတ်ဆွေမြင်ရလားမသိနော်โอเคမြင်ရတယ်ဟုတ်ပြီကောင်မျိုးသူမြင်ရတယ်ဟုတ်ပြီမြင်ရဆိုကျွန်တော်ဆက်ပြောပြမယ်အဲ့တော့ဒီနှစ်ခုမှာတော့မတူဘူးနော်ဒီကောင်ကနည်းနည်းပဲပါတယ်ဒီကောင်ကပုံများတယ်အဲ့တော့ပုံများရဲ့ကြောက်ကိုကျွန်တော်ဒီဘက်မှာထားလိုက်မယ်နော်ဒါဒီအပေါ်ကကြောက်တွေကကာလာကြောက်တွေမဟုတ်ဘူးနော် ကာလာဝင်တဲ့ကြောက်တွေမဟုတ်ဘူးဒီကြောက်တွေကကြောက်သားလုံးဝအတန့်နေဒါပေမဲ့အဲ့ကြောက်သားအတန့်နေတဲ့မှာမှဒီကောင်ကကျွန်တော်အမုံတက်မှုံသွားတယ်เนาะကျွန်တော်လောလောဆယ်အလိုပဲပြောပြမယ်ပြီးရင်တခြားရှင်းပြမယ်เนาะမှုံသွားတယ်ဒီဘက်ကအရေးကကျွန်တော်ငရှိတ်လေးနည်းနည်းဝင်သွားတယ်အဲ့ဒီဘက်ကကကျွန်တော်ငရှိတ်ပို့ပြီးတော့နည်းနည်းများများဝင်သွားတယ်အကျော်အပွင့်လေးဒီဘက်နည်းနည်းတိုးပြီးပါမယ်เนาะကျွန်တော်ကြောက်နေတယ်လည်းတခြားပြမယ်ပြီးရင်အဲ့ဒီအသားတန်းအတွင်းထဲမှာဘာကြောင့်တရားလေးကိုဝင်နေဆိုတာကိုဒီကျွန်တော်ဒီချက်ကဖန်ခွက်ရေးခွက်လေးနဲ့ကျွန်တော်တခြားလေးပြမယ်เนาะ ဟုတ်ပြီနေရတယ်ဟုတ်ပြီဗျာနော်အဲဆိုရင်နောက်ထပ်လာပြီဒီမဲ့ညာကြည့်ပါနော်မိတ်ဆွေများဒီကောင်ဆိုရင်ဒါကာလာဖြစ်မလားအပေါ်ကအသားကြောက်ဖြစ်မလားမိတ်ဆွေတို့တခြားစဉ်းစားကြည့်ပါဒီအခုပြလိုက်တဲ့ဒီကြောက်ဒီကာလာဖြစ်မလားဒီအပေါ်တဲကအသားကြောက်ဖြစ်မလားတခြားလေးကြည့်ပါနော် ဟိုကိုမန့်လေးလည်းမန့်လို့ရတယ်เนาะကိုပါသူကိုကျွန်တော်ကတော့ဒါကိုပါကိုမေးရသဘောဆိုတာကမင်းဆိုတော့အုံနောက်ထဲမှာတစ်ခါဆုံးဖြတ်ချက်ချလို့ရအောင်အမေးဖြေပုံစံမျိုးလေးကျွန်တော်မေးပြတာပါเนาะအဲကျတော့ဒီကောင်းဒီဒါကာလာထဲမှာပဲပါပါတယ်เนาะဒီကောင်းဒီကာလာထဲမှာပဲပါရအောင်ဆိုကာလာငွေလေးနည်းနည်းပါတယ်အဲ့တော့ကျွန်တော်ကာလာထဲကိုပဲထည့်လိုက်တာပါเนาะညာရှင်းကြည့်ပါเนาะမေးစီမေเนาะဟုတ်ပြီအဲ့ဒီဟာလေးပြီးပြီဆိုရင်နောက်ထပ်ကျွန်တော်ပြပေးမှာတော့ဒီကြောင်လေးပါဒီကြောင်လေးဒီ 一半焦类的。